ချမိတ်ချမိတ်ဆွေတောက်ကြသသမီးအားလုံးမင်္ဂလာပါเนาะချမိတ်ချမိတ်ဆွေတောက်ကြသသမီးတွေကိုဒီတစ်ပတ်တက္ကလာမှာတွေ့ကြမှာကံကြမအဆိုးအကောင့်နေတဲ့အတူဆောင်းဆောင်းရံလေးတွေကိုလည်းပြပြပေးရမှာဖြစ်ပါတယ်တောက်ကြသသမီးတွေအတွက်ကြက်ရောက်လာတဲ့ကန်နမိတ်ကလေးကတော့ ဆက်ရထားဆိုရက်ကနမစ်ကလေးပဲဖြစ်ပါတယ်ကနမစ်ကလေးရတောက်ချက်သတ်သမီးတွေကဒီကလလီထဲမှာပေါ့နော်မိမိရဆက်တူရှယ်ယာလုပ်ငန်းတွေနဲ့အချိုးပေးနေတတယ်မိမိရဆက်တူရှယ်ယာအလုပ်တွေလုပ်ရတာတို့ပေါ့နော်အဲဥမာမိမိရပေါ့နော်ငွေထည့်ပြီးတော့ပေါ့နော်အလုပ်ရတာတို့မိမိရပူးပေါင်းပြီးတော့လုပ်ရတာတို့ဒီလိုလုပ်မျိုးတွေနဲ့အချိုးပေးနေတတယ်အဲမိမိရလုပ်ဖို့လဲအကြောင်းတွေကလည်းပေါ်လာတတယ်တောက်ချက်သတ်သမီးတွေကဒီကလထဲမှာမိမိရလုပ်အကန့်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိရပေါ့နော်အဆင်ပြေနေတတယ်အလုပ်ကဒီတစ်ခုရောနောက်ထပ် အဆက်အသွယ်အစ်စ်တစ်ခုရောအဲဒီလိုမျိုးပေါ်လာတတ်တယ်မိမိအလုံးနှစ်ခုဂျိုင်းတူလောက်ရတာအမျိုးလေးတွေလည်းဖြစ်တတ်တယ်တောက်ချက်သသမီးတွေကဒီကလာလေးတဲမှာပေါ့နော်မိမိကငွေကြီးနဲ့ပတ်သက်လို့ရှိရင်မိမိကငွေဝင်လာတတ်တယ်အဲငွေဝင်တော့ဝင်မယ်ဒါပေမဲ့တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်မိမိကသူများကိုထောက်ပံ့ရတာတို့သူများကိုပေးကမ်းရတာတို့ဒါမှမဟုတ်မိမိကမိသားစု ုပေါ့နော်အပြန်လှန်ပြီးတော့ပေးကန်ထောက်ပံ့ရတာတော့တစ်ခုခုပေါ့နော်မိမိကအဲပေးနေရတာကန်နေရတာထောက်ပံ့နေရတာဒီလိုမျိုးလေးအကြောင်းမိမိကငွေထွက်နေတတ်တယ်ပေါ့နော်အဲဒါတို့တော့သတိထားရမယ်တောက်ချက်သသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်မိမိထက်ပေါ့အထက်လူကြီးတို့အဲမိမိထက်ကြီးတဲ့သူတို့အဲဒါမှမဟုတ်မိမိတို့အိမ်မှာရှိတယ်မိမိရဲ့ထက်ကြီးတဲ့ အကြီးအကဲတယောက်ယောက်နဲ့ပေါ့နော်မိမိကအဆင်မပြေဖြစ်တာလေးတွေအဲသူတို့ကြောင့်ပေါ့သူတို့နဲ့ပေါ့နော်မိမိကပေါ့နော်စကားမရတာလေးတွေအဲဒီလိုမျိုးလေးဖြစ်တဲ့ကတော့ကဆလေးတွေဖြစ်တဲ့ဒါတော့မိမိကပြောဆိုတွေအဲမိမိကအနေထိုင်နေဒါတော့မိမိကသတိထားရမယ်တောက်ချက်သမီးတွေကဒီကလာလေးတဲ့မှာပေါ့နော်မိမိကအိုးအိမ်နဲ့ပတ်သက်ရင်ကန်ကောင်းနေတတ်တယ်။အိုးတဲ့အိမ်တဲ့ဝင်လာတတ်တယ်။အိုးအိမ်ရရှိဖို့အတွက်အเจ้าကြီးကလည်းပေါ်လာတတ်တယ်။ ဒါမှမဟုတ်မိမိကအိုးသက်အိမ်သက်မှာပြောင်းရွှေ့ပြီးနေထိုင်ရတာမျိုးလေးတွေနေရပြောင်းရတာမျိုးလေးတွေဒီလိုမျိုးလေးနေတွေ့ကြရတဲ့တောက်ချက်သမီးတွေကဒီကာလလေးတွေမှာချီအိမ်နောင်ကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အဲမိမိတို့ကအထွေထူးပေါ့အထွေထူးကိစ္စတွေတော့မဟုတ်ဘူးအဲဒါမဲ့ပေါ့နော်မကြာခဏဆိုသလိုပေါ့အဲသူနဲ့ကိုနဲ့အဲစိတ်ကောက်တာတို့အဲစကားမများတာတို့အဲရံဖြစ်တာတို့အဲပြီးရင်လည်းပြန်တဲ့ဝါတာတို့ဒီလိုရံဖြစ်လိုက်ပြန်ချက်လိုက်အဲဒီလိုကိစ္စမျိုးလေးတွေနဲ့ပေါ်လာတတ်တယ်တောက်ချက်သမီးတွေကဒီကာလလေးတွေမှာကျမရင်နဲ့ပတ်သက်ရလို့ရှိရင်မိမိကပေါ့နော်အဲ6ရက်အောက် ောက်ပိုင်းနဲ့ပတ်သက်ပြီးရင်သတိထားရမယ်ခြေထောက်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့မိမိကခဏခဏပေါ့နော်ခြေထောက်နာတာလို့ခြေထောက်အဆူးဆူးတာလို့ခြေထောက်တစ်ခုခုဒဏ်ရတာလို့ဒီလိုမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်ခြေထောက်နဲ့ပတ်သက်ရင်မိမိကသတိထားရမယ်တောက်ချက်သမီးတွေကဒီကလာလေးတွေမှာမျက်စောပြရှင်ကိုရောမျက်ကြည့်ကိုဘရာကြောင်ငါးလုံးမကြခဏဆက်ကတ်လူရန်ပေးခြင်းဖြင့်မိမိရဲ့ကံညမ်းခိုက်တရားပြပြောက်သွားစေမယ်လက်ကီးကလာလေးကတော့အညိုရောင်တို့အစိမ့်ရောင်တို့ကတော့လက်ကီးကလာလေးတွေပဲဖြစ်ပါတယ်ငါးကနန်းသုံးကနန်းနှစ်ကနန်းတွေကတော့မိမိရဲ့လက်ကီးကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်ကြီးချမ ုင်မှုပါနောက်ပြီးတော့လေကျမပြည့်စုံမယ်เนาะကျမချမိတ်ရွှေတက်တက်သမီးလေကိုစိတ်နှပြကျမ်းမာလို့ချမ်းသာကြပါစေလို့ကျမဒီကနေ့ကိုမေတ္တာပြုဆုတောင်းပေးလိုက်ပါတယ်เนาะ